ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ Football King ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဆရာအောင်ဖြစ်တဲ့ Special One ကြီးနဲ့ပြန်လည်ပြီးတော့လက်တွဲသွားဖို့ရှိနေတဲ့စွန်။ဆရာမင်းလုံးပြောလိုက်တာနဲ့အားလုံးရဲ့မျက်လုံးထဲမှာစပါးသင်းကိုလည်းတွက်ဖက်ပြီးတော့မြင်အောင်မိခဲ့ကြမှာမှန်ပါပဲ။စပါးသင်းဆိုတာကပြီးခဲ့တဲ့နှစ်ဘောလုံးရာသီကပရီးမီးယားလိမ်မှာပေးစရာအဆင့်ဆ900မှာရတည်ခဲ့တဲ့အသင်းသင်းဖြစ်ပြီးသူတို့တွေကရာသီစာပိုင်းမှာပုံစံကောင်းတချို့ပြသနိုင်ခဲ့ကြတယ်ဆိုမဲ့နောက်ပိုင်းကာလာတွေမှာတော့ရလာတွေတောက်လျှောက်ပဲစိုးဝါးသွားခဲ့ကြပြီးတော့ တန်းစင်းစွန်အပေါ်နားလေးမှာကတ်ပြီးတော့ယက်တီနေခဲ့ကြတဲ့အသင်းသင်းလည်းဖြစ်ပါတယ်။ကန်ကောင်းလို့တန်းစင်းရတာလို့ပြောရမလို့ဖြစ်နေခဲ့ပြီးစပါတင်ရဲ့ချာတူးလန်မှုကပြောစရာစကားလုံးတော့မရှိတော့တဲ့အခြေအနေလို့ဆိုရမှာပါ။စပါတင်ဘလောက်ပဲချာတူးလန်နေပါစေသူတို့ရာမိုင်းတင်းနဲ့ဆုံတွဲခဲ့တဲ့အခါတိုင်းတေရလာတော်မဟုတ်ပဲနဲ့အနာရလာတွေပဲဇက်တိုက်ဆိုသလိုရအောင်ပြထားခဲ့ကြတာပဲဖြစ်ပါတယ်။စပါတင်ရာမိုင်းတင်းနဲ့ဘုံလုံးရာသည်တကူထဲမှာ၄ချိန်တိတိဆုံတွဲခဲ့ပြီးမယ်။၄ချိန်စလုံးအနိုင်ပြထားခဲ့ပြီးတော့စူဖလာပြိုင်ပွဲတွေကနေအသီးသီးနှုတ်ဆက်သွားစေခဲ့တဲ့အသင်းသင်းလည်းဖြစ်ပါတယ်။ စပါးသင်းတွေနဲ့တရားစီလုံးမန်ယူသင်းနဲ့သာကစားမယ်ဆိုရင်ပရီးမီးယားလိမှာပေးဖလားပါဝင်ပြီးရင်ဖလားတွေကိုပါရယူသွားနိုင်ပွဲရှိနေခဲ့တာပါပရီးမီးယားလိမှာလည်းနှစ်ကြိမ်တွေ့ပြီးတော့အင်ဂွေရအဝေးကွင်းမှာပါအနိုင်ပြထားခဲ့တဲ့စပါးသင်းဟာကာရာဘောင်းဖလားပြိုင်ပွဲမှာလည်းမန်ယူသင်းကိုနောက်ကောက်ချထားခဲ့ကြတာပါနောက်ပိတ်ဆုံးကစားခဲ့တဲ့ယူရိုပါလိဘောလုပွဲမှာလည်းစပါးသင်းကမန်ယူသင်းကိုအနိုင်ပြီးတော့မန်ယူသင်းရဲ့မျောလင်းချက်အိမ်မက်တွေကိုလည်းအဆုံးသတ်ပြီးသွားခဲ့တာဖြစ်ပါတယ်အားကြောင့်လည်းပရီးမီးယားလိမှာပေးစရာအဆင့်၁၉နေရာမှာယက်တီကိမ့်မယ်စပါးသင်းကယူရိုပါလိရယူနိုင်ခဲ့တဲ့အတွက်လာမယ့်ရာသီး ချန်ပီယံလိပြိုင်ပွဲမှာဝင်းအောင်ရှင်မြိုင်ကွင်းရရှိထားခဲ့ကြတာပါမိုင်ယွန်တင်းကတော့အဆင့်15နေရာမှာတရားတည်နေခဲ့ကြပြီဖလားလည်းမဲ့ရာသီနဲ့လည်းဖြတ်တန်းလိုက်ရသလိုဥရောပပြိုင်ပွဲဝင်ခွင့်နဲ့လည်းလွဲချော်ထားခဲ့ရတဲ့အသင်းအသင်းလေးပဲဖြစ်ပါတယ်အိုင်ဘတ်ခွန်ရှိကို1 expert တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ1 expert အကောင့်ဖွင့်သူတိုင်း promo code fbk ခွန်3လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် viber 3963 63053လုံးကိုဆက်သွယ်နိုင်တော့ ကွန်မန်တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းပေးများနိုင်ပါတယ်ခင်ဗျာအဲ့လိုမန်ယူတင်းကိုအနိုင်ယူပြီးတော့စပါတင်းနေတဲ့ Europa League Champions ကိုရယူထားခဲ့တဲ့တောင်ကိုရီးယားသား Tyson ကစားမဖြစ်တဲ့ Shawmey ဟာစပါတင်းကိုဆုံးခွာပြီးတော့ဆရာအောင်ဖြစ်တဲ့ Special One ကြီး Mourinho ရှိရာ Fenerbahce အသင်းစီကိုပြောင်းရွှေ့သွားပွေရှိနေဆိုပြီးတရင်တွေကထွက်ပေါ်လာနေခဲ့ပါတယ်ပြီးခဲ့တဲ့ရာသီကနီးပြပိုစီကိုလည်းလောက်မှာ Shawmey ဟာပွဲထွက်ခွင့်တချို့ကိုဆုံးဆုံးခံထားသူလည်းဖြစ်ပါတယ်အသက်အရွယ်တစ်ခုရောက်လာခဲ့တဲ့ကစားမအနေနဲ့ စပါတင်ဆုံးခွာသွားပဲရှိရဲဆွဲကောလာလာတွေကလည်းအစိုးရကြီးကရေးပန်းစားနေကြတာပါအဲကြောင့်လဲဖီနမာချီအသင်းကြီးပြမော်ရီညိုကသူတပည့်ဟောင်းဆွေအောင်မင်းနဲ့တကြောပြန်လက်တွဲသွားမှုရှိပြီးတော့ဖီနမာချီအသင်းကဆွေအောင်မင်းကိုခေါ်ယူနိုင်မှုအတွက်ငွေကြေးသုံးဆွဲတောက်ပြင်ဆင်နေကြတယ်လို့တရိန်နီကဖော်ပြသွားခဲ့ကြပါတယ်ဒရက်ကီဂျာနယ်လစ်ဖြစ်သူစာဘွန်ဂိုဂူရဲ့ဖော်ပြချက်အရမော်ရီညိုနဲ့ဆွေအောင်မင်းတို့ကမကြာသေးကတွေ့ဆုံခဲ့ကြပြီးဆွေအောင်မင်းဒရက်ကီထိပ်သီးဖီနမာချီအသင်းကိုပြောင်းရွှေ့ဖို့စမ်းသပ်ရှိနေလို့သိရပါတယ်ဖီနမာချီအသင်းကလည်းဆွေအောင်မင်းကစားမပွားအကောင်းဆုံးချိန် ကြော်ဖြားလိုက်ဖြစ်ပေမဲ့တနစ်ကိုယူရို12တန်းအထိကိုလာစားပေးပြီးတော့ကန်လန်းသွားမှာဖြစ်တယ်လို့ Fajers website ကနေသတင်းပေးဖော်ပြသွားခဲ့တာပါဆိုအမေနဲ့မော်ရီညိုတို့ဟာစပါတင်ကိုမော်ရီညိုဒီပြဖြစ်နေကင်လွယ်ခဲ့ချိန်အတွင်း2019ကနေ2021ခုနှစ်အထိကိုလက်တွဲခဲ့ယူပါတယ်သူတို့နှစ်ယောက်ကြားမှာလည်းဆက်ဆိုင်ကောင်းတွေရှိထားကြအောင်အပြောင်းအလဲမကြခင်ထားမှတ်ဖို့ရှိရလို့လည်းသုံးသပ်ထားပါတယ်ဆိုအမေလက်ရှိစာချုပ်တက်တန်းကတော့တနစ်ပဲကြံတော့ပြီးတော့တကယ်လို့စပါတင်ကထွက်ခွာပြင်းတော့ဆိုအမေကဂုံးစားအောင်မြင်မှုတွေနဲ့လမ်းခွဲရမှာဖြစ်ပါတယ်ဆိုအမေကစပါတွက်ကိုပွဲပေါင်း454ပွဲကစား 183ကိုသွင်းခဲ့ပြီးတော့19နှစ်တွင်ပထမဆုံးဆူပလာအောင်မြင်ဖြစ်ယူရိုပါလိဘလားကြီးကိုရရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဇော်မယာမကြာသေးငါမှလည်းဝိစဉ်တင်းထွက်ပိုင်းကစားပေးထားပြီးတော့သူ့နာကနဲ့ပတ်သက်လို့စပါးသင်းနီးပြားသည့်ဖြစ်လာခဲ့တဲ့သောမတ်စထရန်နဲ့လည်းတွေးဆောင်စကားပြောသွားဖွယ်ရှိနေကြတာဖြစ်ပါတယ်။ဇုံးနေကြည့်ပြတော့အားလုံးကိုဂျေဆုတင်ပါတယ်ခင်ဗျာ။